ကယူပါတော့လမ်းလိုက်ကိုကချက်တယ်သူကစားတယ်အစားမေးဆိုရင်လည်းစားကြမယ်ဆိုတော့အဲ့လိုမျိုးလုံးဝကီးကြိုက်တယ်ကွာသိရမလားသူကတချင်းရှာလာတယ်ကိုကအကတင်ပေးတယ်အဲ့လိုမျိုးကီးကြိုက်ပါရဲ့နော်အဲ့လိုမျိုးဘာမှမပြောချင်ပါဘူးကြောက်တော့ကြောက်လို့ကြောက်လို့ဘာမှမပြောချင်ပါဘူးလို့ကြောက်လို့ပါ မှာတော့အဲဘယ်လိုပြောမလဲခီးထွက်နေတာပေါ့နော်ကရော့ခံရမှာဆိုလို့အဲ့ဒါကရော့ခံရမှာဆိုလို့ခီးထွက်နေတဲ့အခါကျတော့အမှန်မှာကျွန်တော်ဒီမောင်နှမတွေမောင်နှမတွေ group ရှိတယ်ဒီမှာကိုကျော်ထအောင်တို့မသုံးဆက်တို့ရွှေရွှေတို့အင်နာဘိုတို့အဲ့ဒီအချိန်မှာရွှေရွှေကသူက group တွေမှာမုတ်ဖို့တောင်းနေတာအကုန်လုံးအကိုတွေအမတွေအကုန်လုံးသူကမုတ်ဖို့တောင်းနေမုတ်ဖို့တောင်းနေတဲ့အခါကျတော့သူကဗီဒီယိုကိုခေါ်လာတော့ကျွန်တော်တယောက်ပဲကင်မိတာကျွန်တော်တယောက်ပဲကင်မိတဲ့အခါကျတော့ သူကကရောအိနဲ့အဲ့ဒါဟာတာအနေနဲ့တင်လိုက်တာပါအဲ့ဒါကဟိုမတိကိုတယောက်တည်းပဲကရောအမှန်မှမဟုတ်သူက group တစ်ခုလုံးကရောတာကရောတော့မဟုတ်လို့မဖို့ပေးရမယ်ဆိုတော့အကုန်လုံး KB တောင်ပို့လိုက်တယ်ဒါပေမဲ့ဘယ်သူမှသူ့မပေးဘူးမညာဟရာပေးလိုက်တယ်ပေးလိုက်တယ်ပက်ကက်ချ်နဲ့ပေးလိုက်တယ်အပြင်မှာဆုံးလာတယ်တရင်ကျိုးချိန်ဆိုကေးပေးမထားတာအဲ့လိုမျိုးမဖို့ပေးရမှာစ ြင်မာသေးတော့ तू อ่ะအကျွေးတောင်းလို့တောင်းတဲ့ခါကျတော့ဟိုပေးရတူအငယ်ဆုံးဖြစ်ချင်တဲ့ခါကျအငယ်ဆုံးပြအမှန်မှာတော့ကျွန်တော်ကလပိုင်းလေးတော့ငယ်အရေတော့တူတူပဲ95ပုံစင်းတူတူတဲ့ခါကျတော့အဲဘယ်လိုရမလဲကျွန်တော်အမြင်နဲ့အကြီးဖြစ်ချင်တဲ့ခါကျတော့လေအဲ့လိုမျိုးဆိုပေးငယ်လိုက်ပါတယ်အမြင်နဲ့တွဲလိုက်ကြပါလားဆိုပြိတ်တဲ့ဘာလေးပြောချင်တာအမှန်ဘာမှမပြောချင်ပါဘူးကြောက်တော့ကြောက်လို့ကြောက်လို့ဘာမှမပြောချင်ပါဘူးလို့ကြောက်လို့ပါလည်းပြော 的安排，a little bit up，a little bit down，a little bit off，小鹿乱撞。အဲ့ဒီရွှေရွှေလေးကကျတော့ energy တူတာပေါ့နော်ဒါဟိုအများတန်းအပြောရတယ်အတူဆိုရင်လည်းအဲ့လိုမျိုးအစားမယ်ဆိုရင်လည်းစားကြမယ်တိတော့ရိုက်မယ်ဆိုရင်လည်းရိုက်ကြမယ် log တွေရိုက်မယ်ဆိုရင်လည်းရိုက်ကြမယ်ဆိုတော့ကျွန်တော်တို့ယောက်ကစိတ်ရှင်တယ်စိတ်ရှင်တော့ပေါင်းလို့ရတာပေါ့နော်ပေါင်းလို့ရတဲ့ခါကျတော့ကျွန်တော်တို့အဓိကပေါ့ပေါ့ပါပါပဲအဲဟို အဖွဲထဲမှာဆိုအငယ်ဆုံးလူမျိုးဖြစ်အငယ်ဆုံးမြောက်လူမျိုးဖြစ်နေတဲ့ခါကျတော့လေအာအကူရီမားတွေစီမှာပြောစရာရှိတာပြောတယ်အဲအလိုဟိုအစားစရာရှိတာစားတယ်တရားဦးကယူပါတော့လမ်းလိုက်ကွာချက်တယ်သူကစားတယ်ဆိုတော့အဲ့လိုမျိုးလုံးဝကီးကြိုက်တယ်ကွာတည်ရမလား သူကတချင်းရှာလာတယ်ကိုကအကတင်ပေးတယ်အဲ့လိုမျိုးကြီးကြိုက်သွားရဲ့နော်အဲ့လိုမျိုးသွားမယ်ဆိုရင်လည်းချင်းစရာမလိုအဲ့လိုမျိုးလုံးဝအဲ့လိုမျိုးပါညောင်တယောက်နဲ့တယောက်ကကြတော့အဲ့လိုမျိုးသွားမယ်ဆိုသွားမယ်ဆမ်းမယ်ဆိုဆမ်းမယ်အဲ့လိုမျိုးဟန်ဆောင်တာမရှိရတဲ့အတွက်ကြောင့်မလို့စာရင်နောက်ရင်းနဲ့အများတန်းပြောပြောရှင်းရှင်းပဲနေကြတယ်ဒီအဖွဲကအရန်ကိုလည်းစီလုံးသလိုအရန်လည်းချစ်ဖို့ကောင်းတယ်မိနာလူတွေတော့မှကျွန်တော်တို့ကြည့်လို့ရှိရင်အရန်ပြောရတယ်လေနော်ဆိုတော့အဲ့ဒါကြောင့်မလို့ဒီအဖွဲကိုအရန်လည်းချစ်သလိုအရန်လည်းတန်မိုးထားတယ် ရှင်ရှင်နဲ့ကတော့ energy တူပြီးတော့ရံအဖြစ်ဆုံးဆိုရင်တော့ကျွန်တော်နဲ့မိုက်ရတနာကအရန်အဖြစ်ဆုံးဒီလိုကျွန်တော်နဲ့အတိအကျတော့အဲ့လိုမျိုး အမားတယောက်လိုဖြစ်နေတဲ့ခါကျတော့လေကျွန်တော်ကသူ့တွေ့လို့ရှင်စအချင်းစအချင်းနဲ့မိုက်ရတနာပုံနဲ့ဆိုရင်ကျွန်တော်ကအဲ့လိုမျိုးစအချင်းနေရမြင်တာနဲ့ကိုစအချင်းနေသူကလည်းကျွန်တော်မြင်တာနဲ့ကိုပြောချင်နေရအဲ့လိုမျိုးတခုတူအဲ့လိုမျိုးစကနိုင်လူကြတာပေါ့နော်မိုက်ရတနာပုံနဲ့ကကျတော့အဲ့လိုမျိုးအာကျန်တဲ့ အဲကိုကျော်ထအောင်လဲဆိုရင်လဲကိုရဲ့ခါလေကြလို့ရှိရင်ကျွန်တော်တို့တပွဲလုံးရဲ့ဘယ်လိုပြောမလဲတိုင်ပင်ပေါ်တိုင်ပင်ဘက်ကြီးကိုရဲ့အရင်ကျက်ဆုံးဆိုတာလေဆိုတော့ဒီကအခုရလေစာအများကြီးဖတ်လို့လားမသိဘူးအများနဲ့ကျွန်တော်တို့ကောင်းတဲ့အကြံဉာဏ်တွေကောင်းတဲ့ energy တွေအများနဲ့ပေးနိုင်တယ်အဲဒါကြောင့်မလို့အများနဲ့ကိုယ့်အစီမှာဘာပဲအခက်အခဲဖြစ်ဖြစ်တိုင်ပင်စရာပဲရှိရှိအများနဲ့ဖုန်းဆက်ပြီးတော့တိုင်ပင်တယ်အာအာ အခုချိန်ဒီအိမ်တော်မှာခရေကဒေရီလို့ခေါ်တဲ့ဒေရီကျွန်တော်ဒီလိုဒီလိုတားဒီလိုဒီလိုလေးအဲ့လိုမျိုးရှိရဲဆိုတော့အမြဲတမ်းစကားပြောပြီးွားလို့ရှိရင်လေ energy ကောင်းတဲ့ energy လေအမြဲတမ်းရအမြဲတမ်းစိတ်ညစ်စရာရှိလို့ရှိရင်လေအမြဲတမ်းရင်သက်သွောဖွင့်ဖြစ်တယ်အဖွဲတွေကလူတွေအကုန်လုံးလည်းအဲ့လိုပဲရင်သက်ဖွင့်ပြီးအိကကြလို့ရှိရင်သူကမသိရင်ကိုယ်တွေကိုမွေးထားလို့မျိုးပဲအကိုကြီးမဟုတ်ဘူးအဖေလိုမျိုးဖြစ်နေတဲ့အခါကျတော့အမြဲတမ်းလူကြီးတယောက်လိုမျိုးပဲကျွန်တော်တို့အမြဲတမ်းကောင်းတဲ့ energy ရယ်ကောင်းတဲ့ အာဘယ်လိုပြောမလဲအကြံဉာဏ်တွေအများအားပေးနိုင်တယ်အင်တာဗျူးတွေလည်းကျွန်တော်အများအားကြည့်အများအားကြည့်တဲ့ခါကြလို့ရှိရင်အများအားအတိတကူအများအားတိုးရပါမယ်မှတ်သားစရာရောဒီလိုမျိုးမေးလို့ရှိရင်ဒီလိုမျိုးဖြေရပါလားကိုယ့်ရဲ့အခက်အခဲတွေကိုဒီလိုလေးဖြေရှင်းရပါလားပရိသတ်တွေကိုရောကိုယ့်ရဲ့အကြံဉာဏ်တွေအတွေ့အကြုံတွေဒီလိုလေး sharing လုပ်ပေးရပါလားဆိုတော့ကျွန်တော်အများအားအဲ့လိုမျိုးလေးဟိုအင်တာဗျူးကြည့်ရင်လည်းအများအားတည်ယူဖြစ်တယ်ချမ်းမြေ့စေကြောင်း အဲစကားလေးထွက်လာတဲ့ခါကြလို့ရှိရင်ကျွန်တော်တို့ရဲ့အဖွဲ့သားတွေတယောက်ချင်းစီကိုလည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်စကားထွက်လာတဲ့ခါကြလို့ရှိရင်လည်းဒီစကားနဲ့ပတ်သက်တဲ့အမှတ်တရတွေကိုထပ်ပြီးတော့ပြည့်စုံတွေကိုပြောပြပါမယ်ခင်ဗျာကျေးဇူးပါ